flow စင်ပေါ်မှာတက်ပြီးတော့ဆဲတဲ့ပဲပေါ့အခုဖမ်းသွားပြီလို့သိရတယ်ပေါ့နော်တတင်းကြီးကြတော့ကိုယုံလေး official facebook ကတင်ထားပါခုဆိုရင်တက်ဆိုင်ရလူကြီးကြီးကသူတို့ဖမ်းသွားပြီလို့သိရတယ်ဗာ station ပေါ်တက်ပြီးတော့အရန်ညဉ့်ညံတာကြီးပြောတာဆေးကွဲနေရတာဘာသာတော့မသိဘူးပြော station အောက်ကလူကြီးကလည်းဆဲရပါ့ခင်လဲကိုယ်တိုင်ဆဲရပဲသူ့မြန်မာနိုင်ငံမှာရှိတဲ့လူကြီးတွေဒီတိုင်းပဲကြည်နေရလားဒီပွဲဒီလိုအောက်တန်းစားလေးတွေကိုမဖမ်းမဖမ်းကြဘူးလား အားလုံးမင်္ဂလာပါရေအီမိုဂေ YouTube channel ကြိုလိုက်ပါရယ်ဒီရက်တစ်ဆက်ပေးမဲ့သတင်းကလိုင်းမမအရန်ကမနာမည်ကြီးနေလို့ဝေဖန်မှုလည်းမြင့်တက်နေတယ် rapper ဆိုတော့ဝင်းဒီ main ကလေးတွေအများပြားလာကြည့်တဲ့ရန်ကုန်မြို့ကစတေရှိုးစင်ပေါ်မှာဒီမသင့်တော်တဲ့ညဉ့်ညမ်းတဲ့ဇာတ်ကလေးတွေတုံတုံလို့တော်တော်လေးမှလည်းဝေဖန်မှုတွေမြင့်တက်နေတယ်ဒီနေ့မှာတော်ဝင်ရှိလူကြီးမင်းကဖန်စီထိန်းသိမ်းသွားပြီလို့ဒီသတင်းတွေတက်လာတယ်ပေါ့နော်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီနောက်ထပ်လူငယ်လေးအတွေ့အယူမမအောင်လို့ဒီဗီဒီယိုဖိုင်လေးကိုဖွင့်ပြတင်ဆက်ပေးတင်ပါတယ်ဒါကြောင့်မကျွန်တော်ပြဖိုင်လေးကိုအဆုံးတိုင်းလည်းပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ကြုံပါတယ်ဒါဆိုရင်ကျွန်တော်ပြဖိုင်လေးကိုစလိုက်အောင်ပါ ်လို့သိရတယ်ပေါ့နော်။တရင်ကြီးကြတော့ကိုယုံလေး official facebook ကောက်ကတင်ထားပါ။ရှင်သာတိတိပြခြင်း video လေးခြိုက်ပြီးတော့အတိပေးရပါတော့။ကိုမြောင်လေးတော်တော်လေးရုပ်ပေါက်တယ်လို့ထင်တယ်။ပြီးတော့ကိုအားပေးပြီးတော့လာကြည့်ရပြိတက်တွေကိုစော်ကားလိုက်တို့မြင်တယ်လို့ပေါ့နော်။ဘလို့လဲဆိုဒီဟာကိုဒီကိုနှုံးဟီကိုတူတကကြီးဝယ်လာပြီးတော့ဒီစကလုံးတွေကိုစင်ပေါ်မှာတက်ပြောရလောက်တဲ့တိမစင်စားဘူးလားကွာဒီတိုင်း။ သူပြောရတဲ့စကားလုံးကြီးကမှားလားဆိုမမအောင်တော့မှန်တယ်ဒါပေမဲ့စကားဆိုတာပြောတဲ့နေရာမှာပြောရတယ်မပြောတဲ့နေရာမှာမပြောရအောင်အခုကဘလို့လဲဆိုအောက်ကကြည့်ရလူတွေကတော်တော်စိတ်တူပြီးတော့အောက်ကနေပြန်ဆဲကြတယ်အဲအောက်ကနေပြန်ပြီးတော့ပြန်တုတ်ပြန်ကြရတယ်လို့ပြောရပေါ့ဒါပေမဲ့သူတို့လှုပ်ရှားရှားလှုပ်ပြီးတော့လှုပ်ရှားလာလို့ပြီးတော့ဆင်းသွားဆင်းသွားရပေါ့နော်အခုဆိုရင်တက်ဆိုင်ရလူကြီးတွေကသူတို့ဖမ်းသွားရလို့သိရတယ် အဲ့ဒါကြောင့်နောက်နောက်ဒီလိုမျိုးရင်မလုပ်ကြနဲ့ဘောနော်ပြီးတော့လည်းအောက်မှာအသက်မပြည့်ရကလေးတွေရောအသက်ပြည့်ပြီးသားလူတွေရောပါရကွာမပြောသေးဘူးလို့ထင်တယ်အဲ့တော့ဒီလောက်ပါပဲရှင်ဒီနေ့အမနေ့က overflow နဲ့ပတ်သက်တဲ့အကြောင်းကြီးပြောပြမှာဖြစ်ပါတယ်မပြောပြခင်မှာဆွမပလိန်ကြနဲ့ကျွန်မကိုယ်တိုင်လည်း overflow မှာသွားခဲ့ခဲ့တဲ့လူမျိုးအတန်းအရောဒီလိုဖြစ်နေမဲ့မျက်နှာဥဒါကြည့်လိုက်ရောမျက်ခွင်းတွေလည်းညိုနေတာမနေ့က after set တာအထိအောင်ပါသွားတဲ့အတွက်ကြောင့်မလို့ စင်ရကြတော့ wig တို့အဲ့လိုအဖွဲပေါ့နော်သူတို့အဖွဲကနေပြီးတော့မှ station ပေါ်တက်ပြီးတော့အရန်ညဉ့်ညံတာကြီးပြောတာကွာ စေးကွဲနေရတာဘာသာတော့မသိဘူးပြောချင်တာရိုင်းတာဘာမှမဖြစ်ဘူးဒါပေမဲ့ तू က sales ကိစ္စတွေအထီးပါနောက်ပြီးရင် sorry ခင်တို့အဲ့ productions ပေါ့နော် sales လုပ်ရင်လုပ်တဲ့ production ကိုပါလှည့်ပြလိုက်ပြီးတော့အဲ့လိုမျိုးပြောပြီးတော့အရန်ရန်အောင်လုပ်တဲ့ကိစ္စတွေဖြစ်သွားတာကွာဆိုတော့ station အောက်ကလူကြီးကလည်းဆဲရပါ့ခင်လဲကိုယ်တိုင်ဆဲရပဲသူ့တချင်းနေရာကိုကောင်းနေရပါတယ်ဆိုတော့တချင်းတပုံပဲတည်ရပါအမှန်တိုင်းပြောရင်ဒါပေမဲ့ तू ပြောရဲစကလုံးနေရာတော်တော်လေးကြမ်းတယ် ခုနောက်ဆုံးတိလိုက်ရတာကျတော့တို့အဖွဲ့ဘူပေါ့နော်ဒါတို့ဖြုတ်လိုက်ပြီးရဲ့ overflow ကနေပြီးတော့ကျတော့အမှန်တမ်းပြောရရင်ပြောတာပြောအရန်ပြောဆုံး RGB ပြီးတော့ပြတ်သွားရင်လည်းမကောင်းဘူးနော်အခုဆိုဒီလိုဖြစ်သွားတာလေတို့ဖွဲ့ပြီးတော့နောက်ကဆိုတော့ရလုံးဝ AC ပဲတို့တချင်းတို့ professional ကြကြဆိုသွားကြတာပဲကျမကတော့အခုဒီမှာကြောဒါကြီးကမချွတ်ရသေးဘူးတော်တော်လေးကိုပြိုင်းလဲပြိုင်းနေပြီလူလဲဒီနိုင်ငံမှာရှိတဲ့ဒီတို့မြန်မာနိုင်ငံမှာရှိတဲ့လူကြီးတွေဒီတိုင်းပဲကြည်နေရလားဒီပွဲယူလေဒီကောက်ဒီလိုအောက်တန်းစားလေးတွေကိုမဖမ်းမဖမ်းကြအောင်လား တော်တော်ဆဆိုးပြန်နော်မေးပေးကြအောင်လို့ဒီကောင်လေးတွေလည်းလေနင်တို့တွေလည်းတကယ်ဆိုလို့ရှိရင်မို့နော်တကယ်မဟုတ်ရင်တော့လည်းဟိုဟာမပြောပါဘူးတကယ်ဒီဒီအတန်ကတကယ် assist ဆိုလို့ရှိရင်နင်တို့လည်းလေအမွေးမမွေးခေနေရမွေးလာတဲ့ကလေအမွေးနဲ့ညှိပြီးတော့တော့ကေရမှာတိလားအောက်တန်းစားလေးတွေဟဲ့ဘလူးအောက်တန်းစားတွေတော့ဘလူးပွဲတွေတော့အဆင့်အတန်းတွေလည်းမရှိကြပါဘူးဟဲ့နင်တို့အမေတွေလည်းကုန်တုံးသုံးရမှာအဲ့ဒါကိုနင်တို့လူအောက်တန်းစားတွေမွေးမလာမှာ နီနိုကိုဝေးတဲ့မအေရတော့မြေလို့ကတော့လေသူ့ကိုသူတော့ကတ်ချင်မှတေးကြတယ်ဘလို့တွေချက်ပြေတုံလည်းမသိဘူးနိုင်ငံကလူကြီးတွေဒီတိုင်းမဲ့ကြည့်နေကြတာဒီကောင်းนี่ကိုမဖမ်းကြဘူးလားကြီးမွေးပြီဟို overflow festival မှာစင်ပေါ်ကနေဒါလေးနားထောင်ကြည့်ပြန်နော်မကြောက်ဘူးတိုက်ရတယ်ပြောပြီးကွန်တုံးတွေကိုကျဲချတဲ့အဆိုတော်လေးအဲ့ဒီရဲ့အကြောင်းပြောမယ်လာဆဆုံမှာပို့လို့ရှင်စိုက်တဲ့နေရာမှာလာစိုက်တယ်လို့နေရာယူလိုက်တော့လာမြန်မြန်လေးပြောသွားမယ်နောက်ကြနေလို့ အဲ့တော့အဲ့ဒီ overflow festival က November တရက်နဲ့နှစ်ရက်မှာကျင်းပခဲ့တာ2025ခုနှစ်မှာပဲပေါ့နော်အဲ့ဒီမှာစင်ပေါ်ကနေပြီးတော့ဒီလိန်စင်းကြွစေတဲ့စကလုံးတွေကိုသုံးတယ်သုံးပြီးတဲ့အခါကျတော့ဒီအောက်လုံးတွေကိုပြောတယ်ဗီဒီယိုအဆုံးမှာထည့်ပေးထားတယ်ကြည့်ကြလို့ရှိရင်ကျွန်တော်တွားပြီးတော့ကြည့်အဆုံးမှာเนาะအောက်လုံးတွေကိုသုံးတဲ့အပြင်ကိုဒီပြီးတဲ့အခါကျတော့ကွန်လုံးတွေကိုစင်ပေါ်ကနေပြီးတော့ကျဲချလိုက်တာလေအဲ့ဒီနေရာမှာဒိုးရဲ့ system map တွေကနှမျိုးနှစ်စာကွဲပြားပြီးတဲ့အခါကျတော့အထင်လွဲနေတာ set education နဲ့လိန်စိတ်လှုံ့ဆော်မှုဆိုတဲ့ဟာပေါ့နော်လိန်စိတ်ကြောက်အောင်လို့လှုံ့ဆော်ပေးရတာလေ set education ဆိုတာကတော့ဘာကိုပြောသလဲဆိုလို့ရှိရင်ဒီဒီခနာကိုရဲ့စင်ပွားစင်ပွားပြောင်းလဲလာတဲ့ဖြစ်စဉ်တွေဒီတက်ဒီရွယ်မှာဒီလိုဖြစ်တဲ့ဟိုတက်ဟိုရွယ်မှာဟိုလိုဖြစ်တဲ့မင်းကလေးတွေဆိုလို့ရှိရင်လည်းပဲအချိန်မှာပဲအချိန်မှာခနာကိုရဲ့ဘလို့စပြီးတော့ဖွံ့ဖြိုးလာပြီးဆိုတဲ့အကြောင်းတွေ အဲ့ဒီအနေမှာဒီပညာပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်သူကဗီဒီယိုဘယ်လိုတားရတယ်လဲအဲ့ဒါပြီးတဲ့အခါကျတော့လိန်အားတွေတစ်ဆင့်မျိုးဒီကူးဆက်နိုင်တဲ့ယောဂတွေကဘယ်လိုမျိုးလဲဘယ်လိုအခြေအနေမျိုးနဲ့လိန်ဆက်ဆိုင်တယ်ဆိုလို့ရှိရင်ဘယ်လိုယောဂတွေကိုကူးနိုင်တာလဲနော်ပြီးတဲ့အခါကျတော့ကျန်းမာတဲ့ relationship healthy relationship ကဘယ်လိုပုံစံမျိုးလဲ toxic relationship ကဘယ်လိုပုံစံမျိုးလဲနော်အဲ့လိုမျိုးတွေအပြင်ကိုဒီဒီအားတွေဖြစ်တဲ့ယောဂတွေဘယ်လိုမကူးအောင်လုပ်မလဲ အဲ့လိုမျိုးတွေကိုတားမြစ်အောင်တိအောင်ပြီးတဲ့ခါကျကိုကလေးတွေဆိုလို့ရှိရင်လည်းကြောင်းမာတွေအပြင်မှာလမ်းမာတွေရက်ွက်ထဲမာတွေလူတွေကနေပြီးတော့ဘယ်နေရာဘယ်နေရာဘယ်နေရာတွေကိုထိပြီးတဲ့ခါကျဘလို့ကင်လို့ရှိရင်ဘလို့မျိုးဖြစ်တယ်လဲဘာတွေကိုလှုပ်လိုက်ဘယ်အခြေအနေမျိုးရောက်တယ်လဲဆိုတဲ့ဟာတွေကိုပြောပြပေးတာအဲ့လိုအခြေအနေမျိုးတွေကနေမှာလမ်းဖွင့်ပြီးတဲ့ခါကျမိမတွေကကိုသားသမီးတွေမိမတွေကလည်းတိရမယ်သားသမီးတွေကလည်းတိရမယ်တိပြီးတဲ့ခါကျကိုသားသမီးကဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်နေရမယ်ဆိုလို့ရှိရင်မိမတွေကကိုသားသမီးဘက်ကနေဘလို့ဇက်တိမလဲဆိုတဲ့ဟာတွေကိုပညာပေးတာနော် ပညာပဲပြီးအကုန်လုံးကိုဒါဆိုလို့ရှိရင်ဒါလောက်ရင်ဒါဖြစ်တယ်ဒါဖြစ်လို့ရှိရင်နောက်ဆက်တွဲမှာကောင်းတာဆိုးတာတွေဘလို့ဖြစ်တယ်ဘလို့ခံရတယ်အုံနာမဲ့အသိဉာဏ်ပိုင်းကိုပြောပြပေးတဲ့အရာ set education ဆိုတာနော်ကဲလိန်စိမ့်လုံဆောင်မှုဆိုတာကဘာလို့ဘလို့လှုပ်ချလိုက်ဘယ်ဟာနေဘလို့အပေါက်ကနေဘလို့ထိုးထဲလိုက်နော်ပြီးတဲ့အခါကျတော့ဘယ်မှာဆိုလို့ရှိရင်ဘာစကားတွေဘလို့မျိုးကြည့်ပလိုက် နော်ဘယ်စကားတွေမှာမိမတွေဆိုလို့ရှိရင်ခန္ဓာကိုယ်ဘယ်နေရာမှာဘယ်လိုမျိုးတွေဖွင့်ပြောနေတာဟာဆိုလို့ရှိရင်ဘယ်လိုလောက်လိုက်ပါရေးလေးဆိုဘယ်လိုလောက်ထင်တာအဲ့လိုမျိုးတွေကလိန်စိတ်လုံစော်တာမိမတွေဆိုလို့ရှိရင်လည်းသူတို့ရဲ့ဟာတွေကိုပြရဲဘာညာကွိကွမလုံတဲ့မလုံအပ်တဲ့ဟာတွေကိုလုံနေကြတယ်ဆိုအဲ့ဒါလိန်စိတ်လုံစော်တာ set education ကိုပေးနေတာမဟုတ်ဘူး အဲ့ဒီဟာတွေကိုကွက်ကွက်ပြတ်ပြတ်သိအောင်လုပ်ရမှာအဲ့လိုမျိုး set education တွေကိုသိမှမြန်မာပြည်မှာခိုင်နှင်းဝဲကိုဒုက္ခပေးနေတဲ့လူတွေလည်းပြတ်သွားမှာအခုဟာဘူးမသိဘာမသိနဲ့ဟိုလိုလောက်ဒီလိုလောက်လောက်ပြီးတဲ့ခါကျတော့ဘိုက်ကြီးကလင်းမွေးမကြွေးနိုင်တဲ့ခါကျတော့ဒီခိုင်နှင်းဝဲကိုပဲဒုက္ခပေးလူရန်စားတွေတသက်အဲ့လိုမျိုးတွေကိုရှိနေတာဘာဖြစ်လို့ဒီဟာကိုတွဲပြောရရတယ်လဲဆိုလို့ရှိရင်စင်ပေါ်ကနေပြီးတော့အဲ့ဒီအကောင်ပြောသွားတဲ့ဟာတွေအကုန်လုံးက လိင်ပညာပေးတစ်လုံးမှမပါဘူးဆက် education နဲ့လည်းဘာမှမသက်ဆိုင်အဲ့ဒါကိုနော်ဘူးမသိဘာမသိလေးနဲ့ဝန်းနဲ့မကွဲတဲ့ဟာတွေကအမလီဆက် education တွေကိုဘလို့သင်ငယ်လို့ဘလို့ဖြစ်နေရပါစင်ကာပူလိုမျိုးဒီနိုင်ငံမှာနော်ဖွင့်မျိုးတိုးတက်ပြီးတဲ့အခါကျတော့73နှစ်74နှစ်ဆိုလို့ရှိရင်ကောင်လေးတွေနဲ့ဒိတ်နေကြပြီဒါပေမဲ့ခိုင်မင်းဝင်တော့ပေးရဟာမျိုးတွေဒီလိုစင်ကာပူမှာမရှိဘူးအဲ့ဒါဘာလို့လဲကိုကဒါလို့ရင်ဒါဖြစ်တယ်ဆိုတာတိတယ်တိပြီးတဲ့အခါကျတော့အဲ့ဒီရာနေဖြစ်လာတဲ့အကျိုးဆက်တွေဘလို့ခံရတယ်လဲဆိုတော့ ပေးကြလို့เนาะဘလို့တားမြရမယ်ဘလို့တွေလောက်ရမယ်เนาะအဲ့လိုမျိုးတွေကိုတီကြမလို့မို့เนาะအဲ့ဒီဟာတွေကိုကာကွယ်နိုင်တာเนาะခုနကအဟာတွေပြောသွားတဲ့ဟာတွေကကြတော့ကာကွယ်ဖို့လို့လည်းပြောသွားတာလည်းမဟုတ်ဘူးအသိဉာဏ်ပေးတာလည်းမဟုတ်ဘူးအဲ့ဒီရဲ့စက်ကိစ္စတွေကိုဖြစ်အောင်လို့လှုံ့ဆော်တဲ့စကားလုံးမိကြီးပဲဟုတ်လားမဟုတ်လားရှင်တို့ ဒီဗီဒီယိုရဲ့အဆုံးမှာဒါကြည့်သွားကြတော့အဲ့တော့တို့ပြောချင်တာကဘာလုပ်ရင်ဘာဖြစ်တယ်ဆိုတဲ့ဟာကိုအုံနောက်နဲ့ကိုအသိဉာဏ်နဲ့ကိုတိအောင်လုပ်ကြပါเนาะဒီခေတ်ကြီးမှာ Telegram ဝင်ကြည့်လိုက်၁၄၅၆ပေးနေအော်ကားရိုက်နေကြတယ်ကလေးတွေကမှာအများကြီးပဲမိသားတွေဆိုလို့ရှိရင်ကိုသားသမီးကိုပြစ်မထားနဲ့ကိုသားသမီးရဲ့ Telegram ဝင်ကြည့်နေလို့ရှိရင်တို့ဘာတွေကြည့်နေတာလို့ဝေယံကြည့်အဲ့တည်းမှာတို့ကတို့အချင်းချင်းတွေပြပြပြီးတဲ့ခါကျတော့ဘယ်ဟာတွေဘယ်ဟာတွေဘလို့လောက်အဲ့မှာအချင်းချက်တွေနဲ့ချိန်ပြီးတဲ့ခါကျတော့ချိန်နေကြတာရှင်တို့ရေ မယောင်ငင်ကိုဖါကို Telegram လင့်နေလေအဲ့ဇကာလင့်နေဝင်လို့ရတယ်ဆိုတဲ့ဟာတွေကနေပြီးတော့ကိုဖါကိုကိုကိုတိုင်းသာတွားပြီးတော့ကြည်ကြတော့ဒါပဲနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ် ဟုတ်ကဲ့ပါမြေရီကျွန်တော်ပြဖန်လေးကဒီတော့ပါပဲဒီဗီယူဖန်လေးရဲ့ဖြစ်စဉ်ကိုကြည့်ပြတော်လေးမှလည်းစိတ်မကောင်းဖြစ်မိပါတယ်ဒါနောက်ထပ်လူငယ်အတွက်ဒါသင်ခန်းစာဒီအတွေ့အယူမမားစေခြင်းဘူးပေါ့နော်ဒါကြောင့်မို့ဒီဗီယူဖန်လေးကိုဒီဆက်ပေးရခြင်းဖြစ်တယ်ဆိုတော့ဒီအဆိုတော်ဝင့်ကချစ်လူချင်းမင်းနဲ့ဖန်စီထိုင်းသေးတော့ပြလို့လဲဒါသိရတယ်ပေါ့တော့ပြဖန်လေးကဒီလောက်ပါပဲဒီဗီယူဖန်လေးလည်းများသူများသိရလို့ like and share လေးပြလို့ပြဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ညီငယ်ညီမငယ်လေးတွေလည်းဒီဗီယူဖန်လေးကိုကြည့်ပြတော်အတွေ့အယူမမားစေခြင်းပါဘူးဗျာဒါသမီးရှိရဲ့မိပါတယ် ကိုယ့်ရဲ့သားသမီးကိုလိမ္မာရေးကြရှိအောင်သွန်သင်ဆုံးမစေချင်ပါတယ်ဗျ။ Snow Pi Family ကဒီတော့ပဲဒီပြူ Family နဲ့ပတ်သက်ပြီးတော့မျိုးရဲထင်မှုစတဲ့ကိုလည်းကျွန်တော် comment မှာမှတ်ချက်ပေးကလေးရသလိုဝေဖန်ချက်ပြုနှံပါဗျ။ Channel နဲ့ပို့သူတက်ရတဲ့အကြောင်းနဲ့ Sally Dream တက်တဲ့ကိုမြန်မာတိဆက်ပေးမှာမို့ကျွန်တော် Channel Like and Comment Like and Subscribe နဲ့ Video Notify လေးကိုအနိုင်ခဲ့ပြီးကိုတော့စိတ်ချင်ပါတယ်။ကျွန်တော် Channel နေ့စဉ်နဲ့များကြည့်ရှုအားပေးနေတဲ့ဒီဟာတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်။တရား